ရှန်ဟိုင်းအော်တိုရှိုးမှာကြည့်မယ်ဆိုရင်ဂျပန်အမှတ်တရစိတ်ကြီး၃ခုထဲမှာနစ်ဆန်ဟာအန်တရဲ့အများဆုံးနဲ့ရင်ဆိုင်နေရဆဲပါဒီမှာ တခုတည်းသောတည်မြဲတဲ့အရာကတော့ဒီအရာမှကြော်ညာဖို့ပါပဲဒါကြောင့်ပဲလွန်ခဲ့တဲ့နှစ်နှစ်ကရှန်ဟိုင်းအော်တိုရှိုးမှာခန်းမမှတ်9ရဲ့ဝင်ပေါက်မှာ နေရာယူထားတာကနစ်ဆန်ရဲ့ပြာခံဖြစ်ခဲ့ပြီမဲ့ဒီနေ့မှာတော့၎င်းတို့ဟာဇန်ဇုံနစ်ဆန်နဲ့အလွန်သိငယ်တဲ့ပြာခံတစ်ခုကိုမျှဝေပြီးကားအနှဲငယ်ကိုသာပြသထားပါဗျာ ဒီလိုအာယုံဆိုင်မှုအများဆုံးရရှိတဲ့မော်ဒယ်က N7 တောင်မှစိတ်ဝင်စားမှုဟာတိတ်မြင့်မမနေပါဘူး။ Nissan ဟာကြော်ညာအတွက်၎င်းတို့ရဲ့ရင်းနှီးမြှုပ်နှံမှုကြောင့်သာဆက်လက်ရည်တည်နေပုံရပါတယ်။ဒါကြောင့်မဲ့ American တရုတ်ကုန်သွယ်ရေးစစ်ပွဲပုံမိုပြင်းထန်လာတာနဲ့အမျှဂျပန်ကုမ္ပဏီတွေဟာတရုတ်နိုင်ငံမှာပုံမိုကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ဒီလိုမီဒီယာသတင်းတွေအရ Nissan Motor ဟာရခင်ကမကြုံဘူးတဲ့အခက်အခဲတွေကိုဖြတ်သန်းနေရတယ်လို့ဖော်ပြထားပါတယ်။ ဂျပန်ရဲ့ယိုမီယူရီ ရှင်ပန်းသတင်းစာကနစ်ဆန်ဟာဟူပေပြည်နယ်မှာရှိတဲ့ဝူဟန်ဆက်ရုံမှာကားထုတ်လုပ်မှုကို2020 2026ခုနှစ်မတ်လမှာရပ်ဆိုင်းတော့မယ်လို့ဖော်ပြခဲ့ပါတယ်။ဒီမှာဝူဟန်ဆက်ရုံဟာတစ်နှစ်ကိုကား3သိန်းထုတ်လုပ်နိုင်စွမ်းရှိခဲ့ပေမဲ့အခုတော့တရုတ်နိုင်ငံမှာရောင်းအားနေပါမှုကြောင့်10ရာခိုင်နှုန်းအောက်သာလဲပတ်နေပါတယ်။ဒါကြောင့်မဲနစ်ဆန်ရဲ့တခါမှမရရှိခဲ့တဲ့ဘန်နာရေးဆုံးရှုံးမှုတွေကိုဖြစ်ပေါ်စေခဲ့ပြီး ဒီဆက်ယုံဟာ2025ခုနှစ်ဘန်နာရီနှစ်မက်လ2026ခုနှစ်မှာပိတ်သိမ်းမှာပါဒီလို Nissan ဟာ2025ခုနှစ်မက်လမှာပြီးဆုံးမဲ့ဘန်နာရီနှစ်အတွက်စံချိန်တင်အတရင်ဆုံးရှုံးမှုဒေါ်လာ9.2ဘီလီယံလောက်ကိုခန့်မှန်းထားပါတယ်2024ခုနှစ်မှာ၎င်းရဲ့တရုတ်နိုင်ငံရောင်းအားဟာ12ရာခိုင်နှုန်းကျဆင်းပြီးကား9သိန်းလောက်သာရှိခဲ့ပြီးဒါဟာ2018ခုနှစ်ကိုဗစ်မဖြစ်ပွားမီအချိန်က အထွတ်အထိပ်ရောင်းအား 1.4တန်းရဲ့ထက်ဝက်သာရှိပါတယ်။ဒါကြောင့်ပဲတည်တာထင်ရှားတဲ့ထုတ်လုပ်မှုပိုရှန်မှုကိုဖြစ်ပေါ်စေခဲ့ပါတယ်။နေဆန်းရဲ့တရုတ်နိုင်ငံဗျူဟာရဲ့အဓိကအစိပ်ပိုင်းဖြစ်တဲ့ဝူဟန်ဆက်ယုံဟာပြင်းထန်တဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒီလို2022ခုနှစ်မှာကား3သိန်းထုတ်လုပ်နိုင်စွမ်းနဲ့စတင်ခဲ့ပြီးကမ္ဘာလုံးဆိုင်ရာလျှက်စစ်ကား area နဲ့ x-ray software တွေကိုထုတ်လုပ်ဖို့တာဝန်ပေးအပ်ခဲ့ရပါတယ်။ဒါပေမဲ့တစ်နှစ်ကိုပြန်မြကား တပေါင်းသာထုတ်လုပ်ခဲ့ပြီးမျှော်မှန်းထားတာထက်အဆပေါင်းများစွာနေပါခဲ့ပါတယ်။ဒါကြောင့်ပဲလွန်ခဲ့တဲ့နှစ်ကစပြီးအသုံးပြုမှုတိုးမြင့်ဖို့ Mayfair Donfan Motor အတွက်လျှက်စစ် model တွေကို ထုတ်လုပ်ခဲ့ပေမဲ့၃နှစ်ကြာမှ Nissan က၎င်းရဲ့ထွက်ခွာမှုကိုကြေညာခဲ့ပါတယ်။ Nissan ဟာ1983ခုနှစ်မှာတရုတ်နိုင်ငံထဲဝင်ရောက်ခဲ့ပြီး1994ခုနှစ်မှာ Donfan Motor Group နဲ့အတူ Donfan Nissan ကိုဖွဲ့စည်းခဲ့ပါတယ်။ ီလို၎င်းဟာထုတ်လုပ်မှုအခြေစိုက်စခန်းများသောကိုတီထောင်ခဲ့ပြီးတက်စီကားတွေကစလို့လျက်စက်ကားတွေအထိမတူညီတဲ့မော်ဒယ်တွေကိုထုတ်လုပ်ခဲ့ပါတယ်။ဒါကြောင့်ပဲ2018ခုနှစ်မှာရောင်းအားကား1.4တန်းလောက်ထိရောက်ရှိခဲ့ပြီးနိုင်ငံခြားအမှတ်တံဆိပ်တွေထဲမှာထိတ်တန်းနေရာမှာရပ်တည်ခဲ့ပါတယ်။ဒါပေမဲ့မကြသေးမီနှစ်တွေအတွင်းတရုတ်နိုင်ငံမှာနေဆန်းရဲ့ဈေးကွက်စွမ်းဆောင်ရည်ဟာယိုယွင်းလာခဲ့ပါတယ်။2024ခုနှစ်ဇွန်လမှာ GN စုပြည်နယ်က ခြံဆောင်ဆက်ယုံကိုပိတ်သိမ်းခွဲ့ပြီးဖေဖော်ဝါရီလမှာထုတ်လုပ်မှုစွမ်းရည်ကိုကား1.5တန်းကနေတသန်းအထိလျှော့ချမယ်လို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့ဒီလိုလျှော့ချထားပြီးသားမှာတော့ထုတ်လုပ်မှုပိုရှံမှုဆက်လက်တည်ရှိနေပြီးအမှုဆောင်အရာရှိတွေကဝူဟန်ဆက်ယုံထွက်ခွာပြီးနောက်နောက်ထပ်ပိတ်သိမ်းမှုတွေကိုစဉ်းစားနေကြပါတယ်။ဒီလိုဝူဟန်မှာထွက်ခွာပြီးနောက်နေဆန်းဟာတရုတ်နိုင်ငံမှာထုတ်လုပ်မှုခြေစိုက်စခန်း၄ခုကိုဆက်လက်ထိန်းသိမ်းထားပါတယ်။ ။ဒါကြောင့်ပဲအမေရိကန်ခွန်တက်ရောက်မှုတွေကိုလျှော့ချဖို့နစ်ဆန်ဟာတရုတ်နိုင်ငံမှလုပ်ငန်းတွေကိုလျှော့ချပြီးအမေရိကန်ထုတ်လုပ်မှုကိုချဲ့ထွင်နေပါတယ်။ဒီလို၎င်းဟာဂျပန်နိုင်ငံဖူကူအိုကာစက်ရုံကထုတ်လုပ်မှုလိုင်းချုပ်ကိုအမေရိကန်စက်ရုံတွေစီလွှဲပြမှုစဉ်းစားနေပါတယ်။ဒီမှာဖူကူအိုကာရှိကူရှုစက်ရုံမှာ rock sack ထုတ်လုပ်မှုကိုလျှော့ချမှာဖြစ်ပြီးအခွန်တွေရှောင်ရှားဖို့ထုတ်လုပ်မှုပိုများကို American စက်ရုံတွေစီကိုပြောင်းရွှေ့မှာပါ။ နေဆန်းရဲ့စကန်ကားရောင်းဝယ်ရေးမှာအလုပ်လုပ်ခဲ့ပူတဲ့မာစီရီကနိုင်ငံသားမီဒီယာတွေကိုနေဆန်းရဲ့စွမ်းဆောင်ရည်ဟာကယောဂါတက်ရောက်မှုနဲ့ထုတ်လုပ်မှုလျှော့ချမှုကြောင့်ရောကြခဲ့ပြီးဆက်လက်ဆုံးရှုံးမှုတွေနဲ့ပုံမိုဆိုးရွားလာတယ်လို့ပြောခဲ့ပါဗျ။ဒါကြောင့်ပဲစက်ယုံတွေကိုအမေရိကန်ပြည်အောင်စုစီပြောင်းရွှေ့တာဟာအလုပ်ထုတ်ပယ်မှုတွေကိုဖြစ်ပေါ်စေမှာကိုစိုးရိမ်စရာဖြစ်စေတယ်လို့၎င်းကထပ်လောင်းပြောကြားခဲ့ပါဗျ။ဒီလို Toyota ဟာအမေရိကန်စက်ယုံတွေမှာယင်းနှိမ့်နှံမှုပုံမိုလှုပ်ဆောင်နေပြီး Honda ကလည်း hybrid ကထုတ်လုပ်မှုကို American C ပြောင်းရွှေ့နေပါတယ်။ဒါကြောင့်ပဲဂျပန်ရဲ့အဓိကဆက်မှုလုပ်ငန်းတွေကျဆင်းလာတာနဲ့အမျှအလုံးလက်မဲ့မှုမြင့်တက်လာနိုင်ပြီးတရုတ်နိုင်ငံရဲ့အနာဂတ်အလားအလာကိုမှုံဝါးစေပါတယ်။ Nissan အပြင် Toyota နဲ့ Honda တို့လည်း American ထုတ်လုပ်မှုကိုချဲ့ထွင်နေကြပါတယ်။ Toyota ဟာ American စက်ရုံတွေမှာယင်းနှိမ့်နှံ့မှုကိုတိုးမြှင့်နေပြီး Honda ကလည်းဂျပန်နိုင်ငံစင်တာမာကနေ ဆက်ယုံကနေထုတ်လုပ်မှုကို American C ပြောင်းရွှေ့နေပါတယ်။ဒီလို April 23ရက်နေ့မှာ Toyota ကအနောက် Virginia ရှိ၎င်းရဲ့ဆက်ယုံမှာ Hybrid ကစိတ်ပိုင်းတွေတက်ဆင်ဖို့ထုတ်လုပ်မှုလိုင်းအသစ်တစ်ခုကိုကြေညာခဲ့ပါတယ်။ဒါကြောင့်ပဲဒီလုပ်ငန်းဟာလောင်စာထိရောက်မှုနဲ့စွမ်းဆောင်ရည်ကိုမြင့်တင်ပေးမှာဖြစ်ပြီး2026ခုနှစ်နှောင်းပိုင်းမှာစတင်လည်ပတ်ဖို့စီစဉ်ထားပါတယ်။ဒီယင်းနှိမ့်မှုဟာဒေါ်လာ88တန်းလောက်စုစုပေါင်းရှိပါတယ်။ April 16ရက်နေ့မှာ Honda က American Zigadrat Civics Hybrid ထုတ်လုပ်မှုကို၎င်းရဲ့ Indiana စက်ရုံစီပြောင်းရွှေ့မယ်လို့ကြေညာခဲ့ပါတယ်။ဒီလို၎င်းကိုလက်ရှိမှာ Saint Tamara ရှိ Yori စက်ရုံမှာထုတ်လုပ်နေပြီး February လကနေ March လအထိ unit 3000ထုတ်လုပ်ခဲ့ပါတယ်။ဒါကြောင့်ပဲထုတ်လုပ်မှုဟာဇွန်လမှာပြီးဆုံးပြီး American အလဲပိုင်းစီပြောင်းရွှေ့မှာပါ။ဒီလှုပ်ရှားမှုတွေဟာဂျပန်ရဲ့မော်တော်ကားလုပ်ငန်းကတရုတ်နိုင်ငံပေါ်မိခုံမှုကိုရှော့ချပြီး အမေရိကန်ထုတ်လုပ်မှုစွမ်းရည်ကိုအားဖြည့်နေတာကိုဖော်ပြပါရယ်။ဒါကြောင့်မေမီဒီယာလေးလာသူတွေကနေဆိုင်ရဲ့ရုံးကန်မှုတွေဟာတရုတ်နိုင်ငံမှာနိုင်ငံခြားကုမ္ပဏီတွေအတွက်ပုံမိုကျေပြက်တဲ့စိန်ခေါ်မှုတွေကိုထင်ရှားနေပြီးမကြသေးမီနှစ်တွေမှာဒီလိုကိစ္စမျိုးတွေပုံမိုဖြစ်လာနေတယ်လို့မှတ်ချက်ပြုထားပါရယ်။ဒီလိုသတင်းတွေအရ General Motors က2021ခုနှစ်မှာ Tianjin Hybrid နဲ့ Shanghai မှာစက်ရုံတွေကို ပိတ်သိမ်းခဲ့ပြီး Folk ကလည်း2022ခုနှစ်မှာ Tianjin ဆက်ရုံကိုပိတ်သိမ်းခဲ့ပါတယ်။ဒါကြောင့်ပဲ Nissan လိုမျိုးရောင်းအားကျဆင်းမှု ပြင်းထန်တဲ့ပြိုင်ဆိုင်မှုနဲ့မူဝါဒမတိကျမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ Business Insider ရဲ့ဖော်ပြချက်အရ2022ခုနှစ်မှာ GM ရဲ့တရုတ်နိုင်ငံရောင်းအားဟာ20ရာခိုင်နှုန်းကျဆင်းခဲ့ပြီး Ford ရဲ့ရောင်းအားက33.5ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ဒါကြောင့်ပဲနိုင်ငံခြားအမှတ်တရစိတ်တွေရဲ့ဈေးကွက်ဝေစုလှည့်မြန်စွာဆုံးရှုံးလာမှုကို ထင်ဟပ်နေပါတယ်။ ဒီလိုတခြားဆက်မှုလုပ်ငန်းတွေကလည်းတရုတ်နိုင်ငံပေါ်မိခိုမှုကိုရှော့ချနေပြီးစီမီကွန်တရာလုပ်ငန်းကုမ္ပဏီတွေဟာနိုင်ငံရေးဆိုင်ရာအန်ရီကိုရှော့ချဖို့အရှိတောင်အာရှနဲ့အိန္ဒိယမှာဆက်ယုံတွေတည်ဆောက်နေကြပါတယ်။ဒါကြောင့်ပဲဒါဟာကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်ကိုပြန်လည်ဖွဲ့စည်းပြီးတရုတ်ဈေးကွက်နဲ့ထိတွေ့မှုကိုရှော့ချဖို့ညွှန်ပြနေပါတယ်။ဒီဖြစ်ရပ်တွေဟာခရီးစီးကြောင်းတစ်ခုကိုဖြစ်ပေါ်စေပါတယ်။တရုတ်နိုင်ငံရဲ့တခါကအမျက်ဆုံးများတဲ့ဈေးကွက်ဟာပုံမှန်ပြိုင်ဆိုင်မှုပြင်းထန်လာပြီး နေဆန်းလိုကုမ္ပဏီကြီးတွေအတွက်အရင်ကပြူဟာတွေဟာထိအောင်မှုမရှိတော့ပါဘူး။တရုတ်နိုင်ငံရဲ့မော်တော်ကားဈေးကွက်ဟာအစိုးရရဲ့လှုံ့ဆော်မှုနဲ့ပုံပြက်ပန်းပြက်ဖြစ်မှုတွေပြီးတော့ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေနဲ့ပုံဖော်ထားပါတယ်။ဒါကြောင့်ပဲတရုတ်အစိုးရမူဝါဒတွေဟာတရုတ်နိုင်ငံမှာနိုင်ငံခြားကုမ္ပဏီတွေရဲ့စိန်ခေါ်မှုတွေမှာသိတာထင်ရှားတဲ့အခန်းကဏ္ဍကပါဝင်နေပါတယ်။2015ခုနှစ်ကမိန်ချိုင်းနာ2025ဖြူဟာကလေးက ကြီးမားတဲ့ထောက်ပံ့မှုတွေဟာတရုတ်ပြည်ရဲ့မော်တော်ကားထုတ်လုပ်သူတွေကိုအထူးသဖြင့်လျှက်စစ်ကားတွေမှာအားပေးမြင့်နေခဲ့ပြီး BYD လိုကုမ္ပဏီတွေကိုအားကောင်းစေကာနိုင်ငံခြားပြိုင်ဘက်တွေကိုဖိအားပေးခဲ့ပါတယ်။ဒီလိုတရုတ်နိုင်ငံဟာနိုင်ငံခြားကုမ္ပဏီတွေအပေါ်အတားဆီးတွေချမှတ်ထားပါတယ်။ဒါတွေထဲမှာ data တိနီယာသတ်မှတ်ခြင်းဤပညာလွှဲပြောင်းမှုကိုအတင်းအကျပ်ပြုလုပ်ခိုင်းခြင်းနဲ့ဈေးကွက်ဝင်ရောက်မှုဆိုင်ရာတင်းကျပ်တဲ့စီးမြင့်တွေပါဝင်ပြီးဒါတွေကကုန်ကျစရိတ်တွေကိုမြင့်နေကား ပြိုင်ဆိုင်နိုင်သွမ်းကို ထိခိုက်စေပါတယ်။ဒါကြောင့်ပဲတရုတ်မူဝါဒရဲ့မရေရာမှုနဲ့မတည်ငြိမ်မှုတွေဥပမာ2022ခုနှစ်က zero covid အစီအမံတွေနဲ့2023ခုနှစ်ကပြန်လည်ဖွင့်လှစ်မှုတွေဟာဈေးကွက်ခံမှန်းနိုင်တဲ့နဲ့ရေရှည်စီမံကိန်းရေးဆွဲမှုကိုအဟန့်အတားဖြစ်စေပါတယ်။ဒီလိုအစိုးရရဲ့လှုံ့ဆော်မှုတွေဟာပြည်ရင်းအမှတ်တရတွေကိုမြင့်တင်ပေးပြီးအများပြည်သူဝယ်ယူမှုမှာ၎င်းတို့ကိုဦးစားပေးကာအမျိုးသားထုတ်ကုန်တွေပေါ်ဂုဏ်ယူပါဆိုတဲ့စောင့်မုတ်တွေကိုအသုံးပြုပြီး အမျိုးသားရေးစိတ်ဓာတ်ကိုမြင့်နေကနိုင်ငံခြားကုမ္ပဏီတွေရဲ့ဈေးကွက်နေရာကိုတွဲဝိုက်သောကာကွယ်ရေးဝါရီနီးနဲ့ကန့်သတ်ထားပါတယ်။ဒါကြောင့်မဲတရုတ်နိုင်ငံရဲ့မော်တော်ကားဈေးကွက်အထူးသဖြင့်စွမ်းအင်သစ်ကားတွေမှာပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေရှိနေပါတယ်။အမှတ်တရစိတ်တွေဟာဈေးကွက်ဝေစုရဖို့ဈေးနှုန်းစစ်ပွဲတွေကိုဆင်ထွဲနေကြပြီးစက်မှုလုပ်ငန်းရဲ့အမြတ်ဆုံးတွေကိုရှော့ချလျက်ရှိပါတယ်။ဒါပေမဲ့ကားရည်သွေးကိုနှိမ့်လျူရှုထားကြပါဗျ။ပြည်ရင်းကားတွေကဆိုးရွားပြီ Nissan Tiana ဒါမှမဟုတ် Slyfi လို့ဖတ်ဆက်ကားတွေကကောင်းတယ်လို့တယောက်ယောက်ကပြောလိုက်ရင်သူတို့ဟာဝေဖန်မှုတွေအများကြီးနဲ့ရင်ဆိုင်ရပါတယ်။သူတို့ဟာအမျိုးသားရေးစိတ်ဓာတ်ကိုအသုံးပြုပြီးအလौဒမားလူဒန်းစားကိုချဲ့လဲကြပါတယ်။ပြီးတော့အစင်မပြေတဲ့ထုတ်ကုန်တွေနဲ့တရုတ်ပြည်သူတွေစီကအမျက်ထုတ်ကြပြီး သူတို့ကိုယ်တိုင်က Maybach ကားတွေဝယ်ယူနေကြတယ်လို့တရုတ်မျိုးသားတယောက်ကဆိုပါတယ်။ဒါကြောင့်ပဲတရုတ်နိုင်ငံရဲ့ပုံမိုကျယ်ပြန့်တဲ့စီးပွားရေးနှိမ့်ခွင့်မှုနဲ့ စားသုံးသူယုံကြည်မှုကျဆင်းလာမှုဟာတရုတ်နိုင်ငံမှာလဲပတ်နေတဲ့စီးပွားရေးလုပ်ငန်းတွေကိုပြင်းထန်စွာထိခိုက်စေခဲ့ပါတယ်။ဒီလိုမကြသေးမီနှစ်တွေအတွင်းတရုတ်နိုင်ငံဟာအင်ချန်မြေကန္နာကအန်ဒီယရီဒေသဆိုင်ရာအစိုးရအကျွေးတွေနဲ့အစောပိုင်းဇီရိုကိုဗစ်မူဝါဒရဲ့ရေရှည်တက်ရောက်မှုတွေအပအဝင်စီးပွားရေးစိန်ခေါ်မှုအမျိုးမျိုးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒီလိုစီးပွားရေးတိုးတက်မှုနှိမ့်ကွေးလာမှုဟာစားသုံးသူတွေရဲ့ဝင်ငွေနဲ့ဝယ်ယူသုံးစွဲနိုင်စွမ်းကိုတိုက်ရိုက်ထိခိုက်စေပါတယ်။ ။ဒါကြောင့်ပဲစားသုံးသူတွေရဲ့သုံးစွဲမှုဟာဘလောက်ထိအဆင့်လျှော့ချခဲ့တယ်လဲဆိုတာကိုကြည့်လိုက်ုံနဲ့သိနိုင်ပါတယ်။မကြသေးမီကဝူဟန်ကနေထွက်ခွာလာတဲ့ယထာဟာအားလည်းရဲ့အချိန်မဟုတ်ပေမဲ့ယထာကလူတွေနဲ့ပြည့်နှံ့နေပါတယ်။ဟန်ဂျိုးကနေရှန်ဟိုင်းကိုအမြန်ယထာနဲ့ဆိုရင်တနင်္ဂနွေပဲကြာပေမဲ့ယွမ်150ကုန်ကြပါတယ်။ဒါပေမဲ့အစိမ်းအောင်ယထာကတော့နိုင်ဤနှစ်နိုင်ဤပူကြပြီးယွမ်90ပဲကြာတင်ပါတယ်။အခုချိန်မှာပတ်စံရှာရတာရမ်းခက်ခဲလာပါတယ်။ ဒါကြောင့်လူတွေဟာဘတ်ဂျက်ချမှတ်ပြီးပညာရှိစွာသုံးဆွဲတတ်ဖို့တင်ယူလာကြပါတယ်။ဒီလိုယွမ်တရားဆိုတာတရုတ်က လူတယောက်ရဲ့တပတ်စာစားသည့်အတွက်လုံလောက်ပါတယ်။ဒီလိုအခုချိန်မှာဘသူမှဖြုံတီးပြီးသုံးဆွဲမနေကြတော့ပါဘူး။တရုတ်နိုင်ငံမှာနေဆိုင်ရဲ့တိတာထင်ရှားတဲ့ကြုံလာမှု အထူးသဖြင့်ဝူဟန်ဆက်ယုံရဲ့တက်တန်းတူရာဟာတရုတ်နိုင်ငံရဲ့စီးပွားရေးအခြေအနေတွေနဲ့ထူးခြားတဲ့ဈေးကွက်ဒိုင်နမစ်တွေအပါအဝင်အကြောင်းမျိုးမျိုးကြောင့်ဖြစ်ပြီး ဒါရီဟာဆုံးဖြတ်ချက်ချမှတ်ရမှာအဓိကအချက်အချက်တွေဖြစ်ခဲ့ပါတယ်။ဒါကြောင့်မဲဂျပန်ကားဈေးကွက်ဟာပြိုလဲလာနေပြီးဂျပန်ကားတွေရဲ့အခြေအနေဟာလှည့်မြန်သွားထိုးကျနေပါတယ်။ဥပမာ Honda Accord 260 Turbo Fantasy Night Premium Edition ကိုယူကြည့်ပါ။ဒါဟာအယုံကြည်ရသော model ဖြစ်ပြီးလွန်ခဲ့တဲ့နှစ်နှောင်းပိုင်းနဲ့ပြီးခဲ့တဲ့လမှာတော့2022ခုနှစ် model တွေဟာယွမ်း3000အထက်မှာရောင်းချခဲ့ပေမဲ့အခုတော့အစ်စ်တွေကိုဒီဈေးနဲ့ပဲရောင်းချနေရပါတယ်။ Honda Civic ကတချိန်ကလူကြိုက်များတဲ့ကားဖြစ်ပေမဲ့အခုတော့တန်ဖိုးထိနိုင်မှုမှာဘရင်ဖြစ်နေပါဗျ2019ခုနှစ်မှာဇိန်ခံ version တစ်စီးကို yuan 6800နဲ့ဝယ်ခဲ့ပေမဲ့အခုတော့ဆုံးရှုံးပြီးရောင်းနေရပြီးဝယ်သူလည်းမရှိပါဘူးကားပိုင်ရှင်တွေရဲ့ပြောပြချက်အရအခုချိန်မှာ second car ဈေးကွက်ဟာလုံးဝတည်ဆုံးနေတယ်လို့ဆိုပါတယ်တရုတ်နိုင်ငံ second car လုပ်ငန်းဟာလုံဖို့ကိုင်းပတ်အများစုဟာဒီလမှာဆိုးရွားတဲ့အခြေအနေနဲ့ရင်ဆိုင်နေရပါတယ် ဒါကြောင့်တရုတ်နိုင်ငံကပွဲစားကားအားလုံးရဲ့ဈေးနှုန်းတွေကိုလျှော့ချဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဥပမာ2015ခုနှစ် BMW X1 ကိုအခုယွမ်3000ကျော်နဲ့ပဲရောင်းချနေရပါတယ်။မကြသေးမီနှစ်တွေတွင်တရုတ်နိုင်ငံရဲ့စီးပွားရေးဟာလျင်မြန်တဲ့ဒုတက်မှုကနေသိတာထင်ရှားတဲ့အောက်သို့ကျဆင်းတောင်းလဲသွားခဲ့ပါတယ်။ဒီလိုအကြောင်းမျိုးမျိုးတွေမှာအိမ်ချမ်းမြေဈေးကွက်ပြုပြင်ပြောင်းလဲမှုတွေရဲ့ဆက်နွယ်တက်ရောက်မှုတွေဒေသဆိုင်ရာအစိုးရအကျိုးတွေစုပေါင်းလာမှုနဲ့ ဇီရိုကိုဗစ်မူဝါဒတွေရဲ့စီးပွားရေးလှုပ်ရှားမှုနဲ့ထောက်ပံ့ရေးကွန်ဆက်တွေပေါ်ရေရှည်တက်ရောက်မှုတွေပါဝင်ပါတယ်။ဒါကြောင့်ပဲကမ္ဘာလုံးဆိုင်ရာစီးပွားရေးအားနည်းမှုနဲ့ပြင်ပဝယ်လိုအားလျော့နေလာမှုတွေကလည်းတရုတ်နိုင်ငံရဲ့ပို့ကူတွေကိုထိခိုက်စေခဲ့ပါတယ်။ဒီလိုစီးပွားရေးမတေချာမရေရာမှုတွေကအိမ်အောင်စုတွေရဲ့ဝင်ငွေမျှော်လင့်ချက်တွေနဲ့စားသုံးသူယုံကြည်ချက်ကိုယုံယွင်းစေခဲ့ပြီးကားလိုအ धिक ဝယ်ယူမှုတွေမှာဝယ်ယူသူတွေကိုတတိထားစေခဲ့ပါတယ်။ ဒါကြောင့်ပဲလူအများကကားဝင်မဲ့အစီအစဉ်တွေနှောင့်နှေးလိုက်ကြတာဒါမှမဟုတ်တက်နိုင်မှုကိုဦးစားပေးပြီးဈေးသက်သာတဲ့အခြားရွေးချယ်စရာတွေကိုရွေးချယ်ကြပါတယ်။နေဆန်းလိုအလေလက်တန်းဖက်ဆက်အမှတ်တရစိတ်တွေဟာဇိမ်ခံဝယ်လိုအားတွေကိုဖြည့်ဆည်းပေးနိုင်စွမ်းမရှိသလိုဈေးနှုန်းသက်သာတဲ့ပြည်ရင်းအမှတ်တရစိတ်တွေနဲ့လည်းရှင်ပြိုင်နိုင်စွမ်းမရှိပါဘူး။ဒါကြောင့်ပဲနေဆန်းရဲ့ရောင်းအားဟာ2018ခုနှစ်ကလေးကထိုးကြလာခဲ့ပြီးစားသုံးသူဝယ်လိုအားအားနည်းလာမှုကို ထင်ဟပ်နေပါတယ်။ ်ဝူဟန်ဆက်ယုံရဲ့တစ်ဆယ်ရာခိုင်နှုန်းအောက်သာရှိတဲ့အသုံးပြုမှုနှုန်းဟာဒီဈေးကွက်ကျုံလာမှုရဲ့သိတာထင်ရှားတဲ့အရေးအယံတစ်ခုပါတရုတ်နိုင်ငံရဲ့ဖွဲ့စည်းပုံဆိုင်ရာစီးပွားရေးနှိမ့်ကွင်းမှု အားနည်းတဲ့စားသုံးသူယုံကြည်မှုနဲ့ပြည်ရင်းမှတ်တမ်းစိတ်တွေရဲ့ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေဟာနေဆန်းရဲ့တရုတ်နိုင်ငံမှာလဲပတ်မှုအတွက်စိန်ခေါ်မှုရှိတဲ့ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပေးပါတယ်။ဒါကြောင့်ပဲနိုင်ငံခြားကုမ္ပဏီတွေရဲ့ထွက်ခွာမှုဒါမှမဟုတ်ချော့ချမှုတွေဟာတရုတ်နိုင်ငံရဲ့စီးပွားရေးကိုသိတာထင်ရှားတဲ့တက်ရောက်မှုဖြစ်စေမှာပါ။ ဥပမာဝူဟန်ဆက်ယုံပိတ်သိမ်းမှုကအလောက်ကိုင်းထောင်ပေါင်းများစွာဆုံးရှုံးမှုကိုဖြစ်ပေါ်စေနိုင်ပြီးဒေတာရင်းစည်းဝါးရေးကိုပုံမိုကျေပြန့်စွာထိခိုက်စေနိုင်ပါတယ်။ဒီလိုနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကြာဆင်းလာမှုဟာတရုတ်နိုင်ငံရဲ့အလောက်ကိုင်းဖိအားတွေနဲ့စည်းဝါးရေးနှိမ့်ကွင်းမှုကိုပုံမိုပြင်းထန်စေနိုင်ပါတယ်။ဒါကြောင့်ပဲမူဝါဒတွေကပြည်ရင်းကုမ္ပဏီတွေကိုအားဖြည့်ပေးနေပေမဲ့ဈေးကွက်မကြီးမားမှုတွေနဲ့အရင်းအမြစ်ဖြုံးတိမှုတွေကိုဖြစ်ပေါ်စေပါတယ်။တရုတ်နိုင်ငံရဲ့မော်တော်ကားထုတ်လုပ်မှုပိုရန်မှုဟာ အသုံးပြုမှုနေပါတယ်ဆက်ယုံများပါနဲ့အတူအစိုးရရဲ့ဆက်လက်ထောက်ပံ့မှုတွေကြောင့်ပုံမှုဆိုးရွားလာပါတယ်။နေဆိုင်ရဲ့ဆုံးဖြတ်ချက်ဟာနိုင်ငံခြားကုမ္ပဏီတွေရဲ့တရုတ်ဈေးကွက်ပေါ်အမြင်ပြောင်းလဲမှုကိုညွှန်ပြပြီး ကုမ္ပဏီတွေဟာယင်းနှိမ့်မြုပ်နှံမှုအန္တရာယ်နဲ့ပြန်လည်ရရှိမှုတွေကိုပြန်လည်အကဲဖြတ်နေပါတယ်။ဥပမာ Apple ဟာ iPhone ထုတ်လုပ်မှုတချို့ကိုတရုတ်နိုင်ငံပေါ်မိခုံမှုလျှော့ချဖို့အိန္ဒိယနဲ့ VNC ပြောင်းရွှေ့ခဲ့ပါတယ်။ ါကြောင့်ပဲနိုင်ငံခြားအမှတ်တရစိတ်တွေရဲ့တရုတ်နိုင်ငံမှာတိုးတက်မှုကိုတွန်းအားပေးခဲ့တဲ့စီးပွားရေးအသာချက်တွေဟာလျော့နေလာပြီးပုံမို့ရှုပ်ထွေးတဲ့ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပြီးတော့မတိကြမီရတဲ့စီးပွားရေးရှုခင်းတစ်ခုစီဥတီသွားနေပါတယ်ဒီလိုကျွမ်းကျင်သူတွေကနစ်ဆန်ရဲ့ဝူဟန်ဆက်ယုံပိတ်သိမ်းမှုဟာစီးပွားရေးစိန်ခေါ်မှုကိုသာမကနိုင်ငံရေးဆိုင်ရာအကြောင်းအချက်တွေကိုပါထင်ဟပ်နေတယ်လို့မှတ်ချက်ပြုထားပါတယ်ဒါကြောင့်ပဲအမေရိကန်တရုတ်ကုန်သွယ်ရေးပဋိပက္ခပုံမို့ပြင်းထန်လာမှုနဲ့ တရုတ်နိုင်ငံရဲ့စီးပွားရေးနှိပ်ကွေ့လာမှုဟာနိုင်ငံခြားကုမ္ပဏီတွေရဲ့လဲပတ်မှုကိုခတ်ခဲစေပါတယ်။ဒီလိုမော်တော်ကားကဏ္ဍဟာဆက်လက်ဖြစ်ပေါ်နေတဲ့ကုန်သွယ်ရေးတင်းမာမှုတွေနဲ့မူဝါဒမတိကျမြေယာမှုတွေနဲ့အလားတူဖိအားတွေကိုရင်ဆိုင်နေရပါတယ်။ဒါကြောင့်ပဲနိုင်ငံခြားကုမ္ပဏီတွေဟာတရုတ်နိုင်ငံမှာယင်းနှိမ့်ညွှန်မှုတွေကိုထပ်မံလျှော့ချပြီးအခြားနေရာတွေမှာအခွင့်အလမ်းတွေကိုရှာဖွေသွားနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။